Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ဒီကွင်းလေအပြောင်းရွှေ့နဲ့ပတ်သက်လို့ဘာလို့ Gcos Band ကနေပြီးတော့ကျွန်တော်ပြောထားတဲ့သတင်းတွေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဆိုတော့သူကတော့ဘာလို့အဲသူတိတိလောက်တော့ Manchester United ကဒီဟိုဘလို့ allergy ဝယ်ယူတာမျိုးတွေကွင်းလေကိုအားဖြစ်ဖို့နဲ့ပတ်သက်ပြီးတော့ allergy ဝယ်ယူတာမျိုးတွေကျူးပန်းမှာမဟုတ်ဘူးဆိုတာပဲဘောနော်။ဒါပေမဲ့လို့အခွင့်အရေးရလာရင်ပဲဖြစ်ဖြစ် ပွဲကစားချိန်မရတော့တဲ့အတွက်လုံးဝဘရော့တခြားတင်မှာစိတ်မပြော်တော့တဲ့အတွက်ကြောင့်ပဲဖြစ်ဖြစ်တင့်တော်တွေဈေးနှုန်းနဲ့ရလာနေတဲ့ကစားမားတွေကိုတော့ဇန်နဝါရီအပြောင်းရွှေ့မှာခုံယူနိုင်မဲ့အခြေအနေမျိုးတွေကျွန်တော်ထွက်ပေါ်လာနေနေပေါ့နော်ဥပမာဆိုလို့ရှိရင်ဒေါ်မွန်မှာဆိုလို့ရှိရင်ပုံမှန်ပွဲကစားခွင့်နေနေတဲ့ဘယ်လင်ဂန်တို့နော်ပြီးလို့ရှိရင်ကျွန်တော်ဒါအက်တလက်တီကိုမက်ထရစ်မှာပွဲကစားခွင့်နေနေပါနေတဲ့ကော်နာဂယ်လေဟာတို့လူကစားမားတွေဒါမှမဟုတ်တခြားကစားမားတွေပေါ့နော်ဆိုတော့ဒီများအသင်းတွေမှာပွဲကစားခွင့်နေနေလို့ အသင်းနဲ့လည်းအဝင်ခွင့်ကြားဖြစ်နိုင်တဲ့ကစားမားတွေကလည်းပြောင်းကျင်နေဆိုတဲ့နာမည်ပေါ်လာရင်ယူနိုက်တက်ဟာခေါ်ဖို့အတွက်ကြိုးပမ်းသွားနိုင်ကြီးရှိတယ်ပေါ့နော်အဲဆိုတော့ United ဘက်ကတော့ကွင်းလေကစားသမားကိုအားဖြည့်ဖို့နဲ့ပတ်သက်လို့အမှန်ကန်စိတ်ဝင်စားမှုတွေကျွန်တော်တို့ရှိနေတယ်။အဲဒါအပြင်သူသဖြင့် Chelsea ကစားသမားဟောင်းဖြစ်သူ Conor Gallagher ဘောကို United ကတကယ်ခေါ်ကျင်တယ်တကယ်စိတ်ဝင်စားရတယ်ပေါ့နော်။ Gallagher ကိုယ်တိုင်ကလည်းအင်္ဂလန်ကိုပြန်လာပြီးတော့ Premier League ကိုပြန်ကစားကျင်တယ်။သူသဖြင့် Thomas Tuchel ရဲ့ပေါ့နော်ဒီအဲကမ္ဘာဖလား ပြိုင်ပွဲကိုသွားဖို့အတွက်ကျူးပန်းနေတဲ့နေရာမှာအင်္ဂလန်လက်ရွေးစင်တင်တဲ့သူကပါကျင်တာဒီတော့ပွဲကစားခွင့်များများရဖို့သူမျှော်လင့်ထားတယ်ပွဲကစားခွင့်ပေးထိုင်မဲ့အထင်ကိုသူပြောင်းလာခြင်းနေပေါ့နော်ကျွန်တော်လူတွေတစ်ယောက်ပြောနေကြတဲ့အက်ဒမ်ဝါတမ်တို့ကာလို့စ်ဘာလီဘာတို့ပေါ့နော်အဲပြီးလို့ရှိရင်စတူကက်ရဲ့ဒါအင်္ဂလုစတဲလာတို့ဆိုလို့ရှိရင်တော့ဇန်နဝါရီအပြောင်းအရွှေ့မှာရနိုင်ဖို့အချိန်ကြီးများတဲ့ကစားသမားတွေဟုတ်မနေဘူးပေါ့နော်ဆိုတော့ United ကဇန်နဝါရီအပြောင်းအရွှေ့မှာဒီကစားသမားခေါ်ယူမှုတွေကျွန်တော်တို့အမှန်ကန်လုံနိုင်နေအဲဒါပေမဲ့လည်းလို့ပေါ့နော် ဟိုအလော်ဒကြီးဝယ်တာမျိုးတွေကျိုးပန်းမှာတော့မဟုတ်ဘူးပေါ့ဒါအပြင်နာမည်ကြီးတဲ့ကစားမတွေလည်းရောက်လာနိုင်ဖို့အင်မတန်ခဲရင်နေဆိုတဲ့သဘောပဲဒီနေရာမှာကွင်းလယ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဒါကက်ဆီမီရိုကအဆင်မပြေတော့တာဘရူနိုကပုံမှန်ထက်မပူတာနော်မိန်းနူးကမကစားရတာကျွန်တော်ဒါမျိုးတွေနဲ့ပဲအမိုရင်းရဲ့လက်အောက်မှာအဆင်မပြေဖြစ်နေကြတော့ကွင်းလယ်ကအစားထိုးလို့နေတယ်ဆိုတာကျွန်တော်သိရတာပဲနော်ကွင်းလယ်ကအစားထိုးလို့နေတယ်ဆိုတာအဲ့တော့ ယူနိုက်တက်အနေနဲ့အစားထိုးဖို့လိုနေတဲ့အခြေအနေမျိုးမှာတတိယနေကအမျိုးထွက်တယ်ကိုရီကတော့လိုချင်တာယူနိုက်တက်ဘက်ကအမှန်ကန်လိုချင်တာဒီတကယ်ကိုကစားမားတွေကဘယ်လိုပြောရမလဲဒီအရန်အရန်ကိုဘောနော်နာမည်ကြီးတဲ့ကစားမားတွေနဲ့ပတ်သက်လို့ရှိရင်ထပ်ပါတော့ဘာလဲပါတို့အဒမ်ဝါတမ်နုလူကစားမားတွေကမန်ချက်စတာယူနိုက်တက်ရဲ့စိတ်ကြိုက်ပလေးယာတွေဒါပြင်အီလီယိုအန်ဒါဆန်တို့ဘာလို့ဆိုတာမျိုးကဒါပေမဲ့တို့ဒီကစားမားတွေကတော့ယူနိုက်တက်ကိုပြောင်းလာဖို့ဆိုတာဇန်နဝါရီပြောင်းချွေမှာဖြစ်နိုင်ချေအရန်နေလို့နေဘောနော် တို့ရဲ့ကလပ်တီးတွေကလက်မလွတ်ချင်တယ်လို့ပြောင်းရွှေ့ကြီးကလည်းဇန်နဝါရီမှာအင်မတန်များမဲ့အနေထားမျိုးတွေကြောင့်ကျွန်တော်တို့ကဒီကစားမတွေကိုခေါ်နိုင်မဲ့အခွင့်အရေးကဇန်နဝါရီမှာဖြစ်နိုင်ကြီးမရှိတော့နေပါတာအဲ့ဒီတော့ဇန်နဝါရီမှာဖြစ်နိုင်တဲ့ကစားမတွေဆိုလို့ရှိရင်ယူနိုက်တက်ကခေါ်နိုင်တယ်ခုနကပြောတဲ့ကော်နာဂယ်လီဟာတို့ကစားမတွေဆိုတာမျိုးကလက်ရှိအက်တလတီကိုမက်ထရစ်မှာနေရာမရပွဲကစားကြီးနေပြီးတော့အင်္ဂလန်ကိုပြန်လာခြင်းနဲ့ကစားမတွေကိုရီမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်း ဝင်နေအားဖြစ်မှုနဲ့ပတ်သက်လို့ရှိရင်ကွန်နာဂလေဟာတို့လိုမျိုးပရီးမီးယားလိမှာအသားကြပြီးသားကစားမတွေ physical ပိုင်းဆိုင်ရာတော့ကောင်းတဲ့ကစားမတွေကိုသူတို့ကလိုချင်တဲ့သဘောမျိုးဗျာဒါအပြင်အိုဘယ်နီဘာလဲဒေါမွန်ကဘယ်လင်ဟန်တို့ပါလို့ဆိုလို့ရှိရင်လည်းဘယ်လိုပြောမလဲဒီကစားကွင်းအင်မတန်နဲလာပြီးပြီးတော့အသက်ကလည်းငယ်သေးတယ်ပေါ့နော်အဲတိုးတက်နိုင်စွမ်းလည်းရှိနေသေးတယ်ဆိုတော့ကောင်းလေးတွေကိုကျွန်တော်တို့ကတော်ရင်ကထွက်လာတာဒါပေမဲ့လို့ အသင်းအနေနဲ့ပေါ့နော်ကျွန်တော်ကတော့ကော်နာကလင်ဟာတို့ပါလို့ဆိုတာမျိုးကလည်း MOD ရဲ့လက်အောက်မှာအဆင်ပြေအောင်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ခုနကပြောတဲ့ဘာလဲပါတို့ဘာတို့ဆိုတာကပြီးလို့ရှိရင်ကျွန်တော်တို့ပါလဲအဒမ်ဝါတမ်တို့အီလီယိုအန်ဒါဆန်တို့ကတကယ်ကျူးပန်းတဲ့နေကစားမတွေပြည်ထနာကဒီကစားမတွေကရနိုင်ကြတအားနေနေတော့အမျော်လင်းလို့တော့မရအောင်ဇန်နဝါရီပြောင်းရွှေ့မှာကျွန်တော်ကျွန်တော်စောင့်ကြည့်ရမယ် နော်ကျွန်တော်စောင့်ကြည့်ရမယ်ဘလို့ပြောင်းရွှေ့တွေကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဖြစ်လာမလဲဘလို့အခြေအနေတွေကျွန်တော်သာဆက်ပြီးတော့မြင်ရမလဲပေါ့တကူရှိတာကတော့ဗျာနော်တကူရှိတာကတော့အနေထားကကွင်းလေကဒီတိုင်းဆိုလို့ရှိရင်ရောက်လာအောင်မယ်လို့ကျွန်တော်ထင်တယ်တော့ဇီနေတဲ့ကစားမတွေဖြစ်ဖြစ်ပေါ့တကယ်လည်းပဲရောက်လာမှကျွန်တော်ဖြစ်မယ်ပေါ့ဒီပုံစံတိုင်းဆိုလို့ရှိရင်မင်းနူးကအငှားတွေဘာတွေနဲ့ပြောင်းမဲ့အနေထားမျိုးမင်းနူးအငှားနဲ့ပြောင်းမဲ့ဥကာလေးက first line နဲ့မှကစားဖို့အဆင်မပြေဘူးเนาะကန်ဆမဲတို့ကလည်းတီတီယာတီပြီးရင်အချီနီက ဟိုဘရီယန်တက်တန်းတူဖို့တင်းထွက်နေပြီမဲ့ထွက်ဖို့များတယ်အတင်းကနေပြီးတော့ထွက်ဖို့များတယ်ဆိုတော့တေချာတလောက်ကတော့ဗောနော်တေချာတလောက်ကတော့ကျွန်တော်ကကွင်းလေကအစားထိုးကိုထိုးမှရမယ်ပုံစံမျိုးပါအဲ့ဒီတော့လက်ရှိချိန်ကြီးတော့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကနေပြီးတော့တရားဝင်ချိတ်ဆက်ထားချိတ်ဆက်ထားတာတွေဘာတွေကျွန်တော်မရှိသေးဘူးဆောင်တော့ကျွန်တော်ကြည့်ရမယ်เนาะဆိုတော့ညီကလို့နေနေရောဘလူမင်းရလဲကျွန်တော်ကတော့ခုနကပြောလို့ပဲကိုဒီနဲ့အဝင်ခွင့်ကြဖြစ်နိုင်ပါတယ်ဆိုတဲ့ကစားမတွေကအဲရောက်ဖို့ခဲရင်နေတာဟုတ်เนาะရောက်ဖို့ခဲရင်နေတာ ဒီဇန်နဝါရီမှာလည်းအတားတန်ကြီးကြီးတဲ့ကစားမတွေကရောက်လာခြင်းမရှိဘူးဗျာဆိုတော့ဘယ်သူတွေရောက်လာမလဲကျွန်တော်စောင့်ကြည့်ရမယ်အတင်းဘက်ကတော့ကွင်းလေကိုအမှန်ကန်အားဖြည့်ဖို့လိုတဲ့ချီနီမျိုးပါပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့ကလည်းတကယ်ကွင်းလေအားဖြည့်တင်တာမရခဲ့ဘူးဆိုတော့လက်ရှိရှိတဲ့ကစားမတွေနဲ့ဆက်သွားရတယ်အဲအမိုရင်းကမကြိုက်ဘူးအဲ့တော့နောက်ထပ်ကွန်းလင်ကစားမတယောက်ကရောက်လာမှဖြစ်မှာညီကတို့ရောဇန်နဝါရီမှာကျွန်တော်တို့လက်ရှိအဒမ်ဝါတမလို့ဘာလဲဘာလို့လို့ကစားမတွေမဟုတ်ဖ ೇನೆ တကယ်တင့်တော်တဲ့ကစားမတွေကိုခေါ်လို့ရမယ်ဆိုရင်ဘယ်ကစားမကိုညီကတို့ဒါခေါ်ခြင်းကြလဲ ဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်